မင်္ဂလာပါရှင် MNBC 2025အကြောင်းဆွေးနွေးတင်ဆက်ပေးနေတဲ့အစီအစဉ်ကနေပရိသတ်အားလုံးကို ပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့ကျွန်မတို့နဲ့အတူအဆောက်အအုံဆိုင်ရာကျွမ်းကျင်သူအင်ဂျင်နီယာတဦးကို ATW Construction Engineering Group မြိတ်မှထပ်မံဖိတ်ခေါ်ထားပါရရှင်မင်္ဂလာပါကိုโอเคမင်္ဂလာပါခင်ဗျာမင်္ဂလာပါရှင်ဒီနေ့မှာတော့အပိုင်းနှစ်တသမတစေမှာပါဝင်တဲ့ရှင်ဟောင်းတမိုင်းဝင် အမွေအနှစ်အဆောက်အဦအခန်းအကြောင်းကိုဆွေးနွေးကြရအောင်ပါ ဒီအခန်းရဲ့ရည်ရွယ်ချက်ရည်မှန်းချက်တွေကဘာတွေလဲဆိုတာကို သိပါရစေရှင်။ဟုတ်ကဲ့ဒီလမ်းညွှန်ချက်တွေကိုရှေးဟောင်းတမိုင်းဝယ်အမွေအနှစ်အဆောက်အဦအခန်းမြန်မာနိုင်ငံအဆောက်အဦဆိုင်ရာစင်ကြီးစက်ညွန်လမ်းညွှန်ချက်များလို့အမိပေးထားပါဗယ်။အထက်ကရည်ရွယ်ချက်ကတော့ရှေးဟောင်းတမိုင်းဝယ်အမွေအနှစ်အဆောက်အဦထိန်သိမ်းဆောင်ရှောက်တဲ့နေရာဒေသတွေမှာရှိရဲ့အမွေအနှစ်နေရာတွေနဲ့အဆောက်အဦတွေအတွက်လုပ်ငန်းဆောင်ရွက်တဲ့အခါလိုက်နာရမယ့်စီမင်းတွေကိုပြသန်းဟောပါတယ်။ ရှင်းဟောင်းအမွေအနစ်နေရာတွေမှာဘလို့လုပ်ငန်းမျိုးတွေလှုပ်ဆောင်ရင်းအကျုံးဝင်ပါသလဲရှင်။ဒီအခန်းကရှင်းဟောင်းအမွေအနစ်နေရာတွေဒါမှမဟုတ်အဆောက်အဦတွေကိုထိမ့်သိမ်းဆောင်ရှောက်ခြင်းပြင်ဆင်ဝမ်းမှန်ခြင်းပြန်လည်ထူထောင်ခြင်းနေရာရွှေ့ပြောင်းခြင်းပြန်လည်တည်ဆောက်ခြင်းပြင်ဆင်ခြင်းဒါမှမဟုတ်လုပ်ငန်းအသစ်များလှုပ်ဆောင်တဲ့အခါအမွေအနစ်နေရာတွေကိုထိခိုက်စေနိုင်တဲ့လုပ်ငန်းများအခါ လမ်းညွန်ဖို့စီမင်းတွေချမှတ်ထားတာထင်တယ်။ဒါဆိုရင်ဒီလမ်းညွန်ချက်တည်းရဲ့ရည်မှန်းချက်ကရှေးဟောင်းအမွေအနှစ်တီကိုဘလိုနီလန်းနေနဲ့အကျိုးရှိအောင်ထိန်းသိမ်းဖို့ရည်ရွယ်ထားပါသလဲရှင်။အဓိကရည်မှန်းချက်တွေကတော့အမွေအနှစ်နေရာတွေကိုနီးစနစ်တကျထိန်းသိမ်းဆောက်ရှောက်ဖို့အတွက်ဖြည့်ရှင်းနေတဲ့တတ်မှတ်ပေးဖို့ရေရှည်တည်တံ့ခိုင်မြဲမှုရှိစေဖို့မတန်ဆွမ်းသူများ ဝင်ထွက်သွားလာနိုင်စေဖို့ထိမ့်ထိမ့်ဆောက်ရှောက်ရမှာလဲအချိုးရှိတဲ့လမ်းညွန်မှုပေးဖို့ ਨੇ နေထိုင်သူတွေအသုံးပြုသူတွေကို တင်လျော်အလုံးကျုံမှုပေးနိုင်ဖို့ပဲဖြစ်ပါတယ်။ဒီအခန်းမှာရှေဟောင်းသမိုင်းဝင်အမွေနှစ်နေရာတွေနဲ့အဆောက်အုံတွေကိုကင်တွယ်တဲ့အခါပုံမှန်နီးဥပဒေတွေနဲ့စီမင်းတွေအပြင်အမွေအနှစ်အသက်တင်လျော်တဲ့ထေရှင်းလေးတွေကိုလည်းလက်ခံဆောင်ရွက်ဖို့တက်ဆိုင်ရအဖွဲ့အစည်းတွေကချမှတ်အကောင့်ထည့်ဖို့ရမယ်ဆိုတာကိုဖော်ပြထားပါတယ်။ဒီအခန်းရဲ့ရည်မှန်းချက်ကဘယ်အချက်တွေကိုအဓိကထားပြီးပံ့ပိုးပေးဖို့ရည်ရွယ်ပါလဲကိုဒီအခန်းရဲ့ရည်မှန်းချက်က ချက်တုံချက်ကိုအဓိကပံ့ပိုးပေးဖို့ပဲဒီမှာပထမတစ်ခုကအဆောက်အုံထဲမှာနေထိုင်သူတွေကိုတစ်လျော်တဲ့လုံခြုံမှုပေးဖို့ဒုတိယတစ်ခုကမထန်စွမ်းသူများဝင်းထွာသွာလာနိုင်အောင်လှုပ်ဆောင်ပေးဖို့နဲ့တတိယတစ်ခုကတော့အမွေအနစ်နေရာတွေနဲ့အဆောက်အုံတွေကိုနီးစနစ်တကျလက်ထိန်းထိန်းဆောက်ရှောက်မှုနဲ့စဉ်ဆက်မပြတ်အသုံးပြုနိုင်ဖို့ပံ့ပိုးပေးဖို့ပဲဖြစ်တယ်။အဲ့ဒီရီမန်းချက်တွေအတွက်ချမှတ်ထားတဲ့ဒီလမ်းညွှန်ချက်တွေကိုဘယ်ကိစ္စတွေမှာအသုံးပြုရမလဲဆိုတာကိုစတိဆွေးနွေးပေးပါအောင်ကို ဒီအခန်းဟာရှေးဟောင်းသမိုင်းဝယ်အမွေအနစ်နေရာတွေနဲ့အဆောက်အုံတွေနဲ့ကွန့်ရည်စီးမင်းနဲ့ဆက်လျင်တဲ့ကိစ္စအားလုံးနဲ့သက်ဆိုင်တယ်။ဒီလိုင်းညွန့်ချက်တွေရဲ့တရားထူးခြားချက်ကတော့ရှေးဟောင်းအမွေအနစ်တွေကိုထိန်းသိမ်းစောင့်ရှောက်ဖို့အထောက်အကူပြုတဲ့ဖြည့်ရှင်းတွေတွေကိုပေးထားတာကြောင့်ပုံမှန်နည်းဥပဒေတွေနဲ့စီးမင်းနေနဲ့ပေါင်းပြီးအသုံးမပြုနိုင်မှုဆိုတဲ့အချက်ပဲညီမ။ဒါဆိုရင်အာနာပိုင်အဖွဲ့အစည်းတွေကဒီလိုင်းညွန့်ချက်တွေကိုဘေးအချိန်တွေမှာအသုံးပြုရမှာလဲရှင်။အာနာပိုင်အဖွဲ့အစည်းတွေအနေနဲ့ ရှေးရောင်းသမိုင်းဝင်အမွေနစ်နေရာတွေနဲ့အဆောက်အုံတွေအတွက်လိုအပ်တဲ့စီမင်းတွေနဲ့လိုင်းနာဆောင်ရွက်ရမယ့်အချိန်တိုင်းမှာဒီအခန်းကိုအသုံးပြုရမှာဖြစ်ပါတယ်။အဓိကအခြေအနေနှစ်ခုရှိပါတယ်။အခြေအနေတစ်ကိုရှင်းပြပေးပါအောင်အကိုပုဂ္ဂလိကပိုင်ရှင်တွေနဲ့သက်ဆိုင်ပါသလား။ဟုတ်ပါတယ်။ပုဂ္ဂလိကအဆောက်အုံပိုင်ရှင်ကအမွေနစ်နေရာဒါမှမဟုတ်အဆောက်အုံတွေကိုထိန်းသိမ်းစောင့်ရှောက်ခြင်းပြန်လည်ပြင်ဆင်မွမ်းမံခြင်းပြန်လည်တည်ဆောက်ခြင်းပြန်လည်ထူထောင်ခြင်းနေရာရွှေ့ပြောင်းခြင်း ပြင်ဆင်ခြင်းဒါမှမဟုတ်ဆက်လက်အသုံးပြုခြင်းစတဲ့လုပ်ငန်းတွေအတွက်ခွင့်ပြုမိတင်ပြလာတဲ့အခါသက်ဆိုင်ရာပြည်ထောင်စုသို့မဟုတ်ပြည်နယ်တိုင်းဒေသကြီးအစိုးရဌာနဟာဒီအခန်းမှာပါတဲ့ပြဋ္ဌာန်းချက်တွေကိုလိုက်နာရပါမယ်။ဒါဆိုရင်အခြေအနေနှစ်ကရောဘလို့ကွာခြားပါတယ်လေကိုအခြေအနေနှစ်ကတော့သက်ဆိုင်ရာအစိုးရဌာနအားလုံးဟာအမွေနှစ်နေရာတွေရဲ့ထိန်းသိမ်းဆောင်ရှောက်ခြင်းလုံခြုံမှုငကိုတိုင်းပြန်လည်ထူထောင်ခြင်းပြင်ဆင်ခြင်းနဲ့ဖြစ်ဆွတ်ခြင်းစတဲ့လုပ်ငန်းတွေကို ခွင့်ပြုပေးတဲ့အခါ မဖြစ်မနေဒီအခန်းမှာပါတဲ့ပဋ္ဌာန်းချက်တွေကိုလိုက်နာရမယ်ဆိုတာကိုပို့ပြီးအလေးပေးဖော်ပြထားတာဖြစ်ပါတယ်။အခုလိုအသေးစိတ်ရှင်းပြပေးတဲ့အထက် ETW Construction Engineering Group Maker အကူကိုရအစီအစဉ်ကိုကြည့်ရှုနားဆင်ပေးကြတဲ့ပရိသတ်အားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီနေ့စီစဉ်လေးကိုဒီမှာပဲရပ်နားလိုက်ပါမယ်ရှင်။နောက်တစ်ခေါက်မှာတော့ NMBC 2025အပိုင်းတစ်နှစ်ရဲ့ကြံရှိသောစိတ်ဝင်စားဖွယ်အကြောင်းအရာလေးနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်။အားလုံးပဲပျော်ရွှင်ဖို့နေ့လေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါရရှင်။